မြန်မာနိုင်ငံမှာပထမဦးဆုံး ECCA UK Platinum ကျောင်းအဖြစ်အတိအမှတ်ပြုခံရတဲ့အနေနဲ့ NLEFAE က ECCA UK registration fee, exam fee နဲ့ tuition fee စုစုပေါင်း56စုကိုမဲနိုင်ရွေးချယ်ပေးသွားမယ်။အစီအစဉ်လေးမှာတော့ diploma ရဲ့အကောင့်ဤ D level 1 2 tuition fee 9ဦး diploma ရဲ့အကောင့်ဤ D level 3 tuition fee 9ဦးစုစုပေါင်း10ဦး ECC UK Foundation level အတွက် FA2 ME2 tuition fee 6ဦး registration fee 9ဦးနဲ့ exam fee 9ဦးစုစုပေါင်း16ဦးဒါ့အပြင် ECC UK Power 1အတွက် tuition fee 9ဦး registration fee 10ဦးနဲ့ exam fee 9ဦးစုစုပေါင်း20ဦး ECC UK Part 2အတွက် tuition fee 3ဦး အေဂျင့်ဖီ9ဦးစုစုပေါင်း10ဦး ECCU UK Strategic Professional Level ဖြစ်တဲ့ Part 3အတွက်ကိုတော့ Tuition Fee 9ဦးအတီးတီးအားမဲနိုင်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် NLAFA မှာလက်ရှိတက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေနဲ့အော်တိုဘာလတလလုံးလာရောက်အနှံကြမယ်ကျောင်းသားတစ်တွေပါဝင်ဆွနဲလို့ရတဲ့ဒီစီဇန်လေးကိုတော့နိုဝင်ဘာလတရက်နေ့ဆရာဦးနေလင်းအောင်ရဲ့မွေးနေ့မှာမဲနိုင်ရွေးချယ်ပေးသွားမှာဖြစ်လို့ NLAFA ရဲ့ reception နဲ့ online ကျောင်းသူကျောင်းသားများအတွက် Telegram channel တို့မှာ register များလုပ်ပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်နေရောင်းနေတူ Love.